ဒီနေ့ကတော့အလုတ်အားရဲ့ဖြစ်တဲ့အတွက်ရေရွက်ကြီးပန်းချံကိုသွားခဲ့ပါတယ်။ပန်းချံမှာတော့ဒုတိယအရင်စီကားတဲ့ဒီနေ့ဆန်ဒီဖြစ်တာအတွက်ကြောင့်မို့လို့လူတွေကအများကြီးပဲစောတဲ့လူကလည်းစောပြီးရတောက်တဲ့လူကလည်းတောက်အရင်ပြောစရာကောင်းတယ်။ဒီစောနေကြ လူတွေကလည်းအများကြီးပဲနိုင်ငံခြားသားတွေလည်းအများကြီးပဲဒီမှာညနေတိထိုင်ခဲ့ပါတယ်ညနေရောက်တော့အဲ့ဒီမှာဟောပါလဲနေဝင်တဲ့အချိန်လေးပေါ့နော်အဲ့ဒါလေးတော့ကြည့်ခဲ့ပါတယ် နေဝင်တာလေအရန်လာတာလူရအများကြီးပဲပန်းချင်ရအရန်ကျေတော့လေရှီဘူးရသူကရှီဘူးရဟွာထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံခြားသားလည်းများတယ်မြို့ထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူရအများပဲပြီးလို့ရှိရင်ဝင်ချေးရလည်းအခမဲ့အခမဲ့ဆိုတော့လူတွေကအများကြီးပဲ မဆာကူရာပင်လေးတွေအဲ့ဒါမပွင့်သေးပွင့်လို့ရှင်အရန်လှမှာအများကြီးပဲအများကြီးပဲအမအဖူးလေးတွေနဲ့နောက်တစ်ပတ်လောက်ဆိုပွင့်မယ်ထင်တယ်ပေးရဆိုတော့လေခလေးလေးတွေရောပါအများကြီးပဲအဲ့ဒီမှာပြောစရာအရန်ကောင်းတာဝင်ချင်းလည်းမပေးရအောင်ဆိုတော့ပိုကောင်းတာပါနော် တာစုတွေကလေးတွေတငယ်ချင်းတွေပေါ့နော်အကုန်လုံးအမှားအများကြီးပဲရမ်းပြောစရာကောင်းတယ်။ဒါနဲ့တော့ဤခဲမှတွေးတဲ့အယုတ်ကလေးပေါ့နော်တပုံရိုက်လာတယ်။ဒီပုံလေးကတော့မေတ္တာလက်ဆောင်ထဲတာ